ဒေါ်လာရင်းဘက်ကတိုက်ရတာကြတော့ဒီပေါ်တော့ဒီအာနာရှင်ဖြုတ်ကြရဲတစ်ခုထဲနဲ့ပဲတိုက်တာကျန်တာဘာပြည်သူတွေဒုက္ခလည်းမရဘူးပေါ့နော်ဒီနှိမ့်ဆက်တာရင်ပါပါမှမရှိဘူးအဲအခုအခုဒီနေ့ကျွန်တော်ပြန်ကင်ရဲတယ်ကျွန်တော်ပြန်တိုက်ရဲတယ်ဆိုတာအမှန်တရားပဲရောက်လာတဲ့အတွက်ကျွန်တော်ပြန်တိုက်ရဲတယ်ဒီနေ့ကင်ရဲတယ်ဒီကောင်းနေစစ်စွာလဲကျွန်တော်မကြောက်တော့ဘူးဒီစစ်ပွဲကိုကျွန်တော်တွေလူငယ်တွေမှမတိုက်ထုတ်ရင်နောင်လာမဲ့လူငယ်တွေကလေးတွေအစ်မပြေနေဘူးအဲကြောင့်မလို့ဘာကြောင့်မဖြစ်ဖြစ်တိုက်ထုတ်ရမှာပဲ ဟုတ်အားလုံးပဲမင်လာပါအဲ့တော့ဒါဒီဟာကလက်ထဲမှာတနက်တွေတော့ရှိနေကြတယ်ဒါပေမဲ့ဘယ်ကလူတွေလဲဆိုတော့ကျွန်တော်စစ်တပ်ကလူတွေစစ်တပ်ကလူတွေဆိုတာဘယ်သူတွေလဲဆိုတော့ကျွန်တော်ပါစတွေဖြစ်တယ်ပေါ့နော်ပါစတွေသူတို့တကယ်ရင်သွင်းခံစားရတယ်သူတို့ပထမဆုံးစပြီးတော့မှပေါ်တာဆက်ခံရတယ်ပေါ်တာဆက်ခံမှာစစ်တပ်ထဲကိုဆန္ဒမပါဘဲနဲ့ရောက်ခဲ့ပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့မှကျွန်တော်ပြည်သူ့ရင်ခိုလုံနေပေါ့နော်ပြည်သူ့ရင်ခိုလုံပြီးတဲ့အချိန်မှာသူတို့ စစ်တပ်ကိုတနက်ကင်ပြီးတော့မှပြန်တိုက်နေတဲ့ဒါဒီညီလေးရှစ်ယောက်ပေါ့နော်ဒါရှစ်ယောက်ကသူတို့ရဲ့အတွေ့အကြုံလေးတွေသူတို့တယောက်ချင်းရဲ့အတွေ့အကြုံလေးတွေကိုဒါကျွန်တော်တို့ sharing လုပ်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ညီနာမည်လေးမိတ်ဆက်ပေးပါကျွန်တော်နာမည်ကဇော်သူပါရန်ကုန်မှနေပါတယ်ပေစာတိတောင်တကုန်တောင်တကုန်ဟုတ်ကဲ့စစ်တပ်ထဲဘယ်လိုရောက်လာလဲကျွန်တော်နေဥယျာဉ်မှာည9:00ဆိုတော့ရောက်လာတယ်ရောက်လာတော့ဆာရွက်ထုတ်ပြတယ်ဆာရွက်ထုတ်ပြပြီးတော့မင်း တောင်ဝင်ထမ်းစာရမယ်ဆိုတော့တွားတယ်ဟိုရောက်တော့ကျွန်တော်6ပေါက်တည်းထည့်လိုက်ကျောင်းမှာပြင်းပြင်းပန်းနဲ့ဘာကြောင့်6ပေါက်တည်းထည့်လိုက်ထွက်ပြီးမှဆိုလို့ကျွန်တော်အိမ်ရတော့ထွက်မပြေးပန်းနဲ့လိုက်လာတာပဲဟိုပထမတော့အုပ်ချုပ်ရေးမှုတင်းတာပေါ့ကျွန်တော်ဘယ်ဘယ်အပိုင်းရပြောတောင်ဝင်ထမ်းစာမယ်ဆိုတော့မသိဘူးကျွန်တော်တောင်ကုန်းစိုးလေးတောင်ကုန်းကိုစားပြုနဲ့ဝင်ပြီးထမ်းဆောင်ရမယ်။ဒါနဲ့ကျွန်တော်အောက်ရောက်ရတဲ့အချိန်မှာဘဲဟိုကမေးတယ်ကျွန်တော်မင်းဘဲကိုစားပြုနဲ့လားကျွန်တော်မသိဘူး။အဲကျွန်တော်အမကပြားလေးတွေရတယ်စီကြောရေးရောက်တော့ ျွန်တော်ပတ်စီဆက်နေမှကျွန်တော်ဝင်ရမယ်ရှီကျော်ရဲ့ဆိုဘယ်ရှီကျော်ကြီးရတောင်းတော့ကိုနေဘီနာဘီနာရှီကျော်ရဲ့ဘီနာရှီကျော်ဟုတ်ကဲ့အဲ့ရောက်တော့ကျွန်တော်ဆာလီထုတ်ပေးတယ်ပတ်စီကျွန်တော်ဆက်နေမှဝင်ရမယ်ဟောပတ်စီ25မှကျွန်တော်ဝင်ရမယ်ဒါနဲ့အခုပတ်စီ7ရောက်လာဘာကြောင့်ဆိုအုတ်ချုပ်မှုကတခါရောင်းစားလိုက်တယ်မင်းကိုဝင်လာတော့ကိုမသိလဲကျွန်တော်မသိဘူးကျွန်တော်အုတ်ချုပ်မှုကတောင်းထားဆောင်မကြကျော်အင်းကိုလာခေါ်တယ်လာခေါ်ကြည့်ထည့်ပေးလိုက်တယ်အုတ်ချုပ်မှုကိုတင်းတာပေါ့ဒါနဲ့ဒီစစ်တက်ကြီးကောင်းမယ်ပေါ့ တင်းနှံရောက်ရောက်လာစီကြောရိုင်းရောတော့ခုနေဘင်းနောက်ရိုင်းပြီးတော့တင်းနှံကြောင့်ပုတ်လိုက်ဒုခုတင်းနှံအောင်ဆိုင်ရောက်ပြီးတော့အမြက်လောက်နေတော့ဖျားအောင်ဖျားတော့ဖျားအောင်နဲ့ဖျားတာဟောဟုတ်လားဆိုလူသားကြီးမဆန်တာကိုဆိုက်ရိုက်တယ်ရိုက်ပြီးွားမှစီကောင်ပုတ်ကိုရောက်စီးဖို့လေးတွေကလည်းကိုရောက်တာနဲ့ထိုင်းသားလောက်ခိုင်းနေအခါ90မဖျားရဘူးဖျားတာနဲ့ရင်တော့ရိုက်တယ်ရိုက်ပြီးမှ ကိုရောက်တော့စီကံရောက်တော့ပြီးတော့ပါတယ်ဆိုတော့ဘာမီတိုနဲ့ဘာပလက်ပြီးထိုင်တာအခါ90လောက်ခိုင်းနေတယ်အဲမီလိုတွေအိုင်ပြီးတော့ကျော်တင်းတဲ့3လပြီးတော့ကျွန်တော်တို့ဒီဘင်းတော့စစ်ကြောရုပ်ပြန်ပို့တာမီလိုရန်ကုန်ကြမှာမီလိုတွေမီလိုဖက်စင်စက်နဲ့ကန်ကောင်းတယ်ရန်ကုန်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့ခွဲလိုက်195ရောက်ခွဲလိုက်ချိန်မှာရန်ကုန်ကြမယ်ဆိုတော့ကိုပြီးပိုင်နဲ့ဤတော့ပြောတော့မဆိုးတော့မဆိုးအဲအိုင်မတခါရောက်လာဒီဘိတ်ကိုရောက်လာဘလောက်ရောက်လာ တိုင်းကိုတင်လို့အမှတင်တင်တင်ပြီးတော့ကျွန်တော်တို့ဘယ်လိုညှက်ရှိတဲ့တိုင်းကိုဆက်နှစ်အဲတိုင်းကိုဆက်နှစ်အောက်ရောက်လာရောက်လာပြီးတော့မင်းတို့ကိုတက်ကိုသွားမယ်ဆိုပြောကြတာကတင်ငယ်ချင်းတွေအကုန်လုံးကိုရောက်တော့တခါတန်းလို့တာပဲရှိတယ်အောင်တက်လမ်ဘူတက်ရောက်မယ်ဆိုတက်လမ်ဘူရှိတယ်တခါတန်းလို့တာပဲဒီရောက်တော့ကျွန်တော်တခါတန်းတယ်တခါနားတယ်ငါးခါခုမှာ ငါရှိလာမယ်အမတ်တခါဝင်လာတယ်သူတို့ဟိုရောက်ရင်ပြစ်ကမယ်ဆိုတော့တကယ်ဒီဘက်ကလူမဆန်ဘူးပေါ့ရောတွေးတာပေါ့ဒီတော့တောင်မှအဲရှေ့ဆက်တိုးလာတော့သူတို့လှုပ်လှုပ်ချက်ကအင်ဂျီယာကြီးတွေပုံပြရတူတကယ်အင်ဂျီအိမ်ကောင်းနေအဲအမနေတနေဒီဘူဟာမှုကအမရှိတဲ့ပစ္စည်းတွေအကုန်လုံးဆိုင်ကယ်ဆိုဆိုင်ကယ်အကောင်ကားဆိုကားရှုပ်ရွတ်တဲ့လားကျွန်တော်ဘာမှမကျန်တော့ကောင်းတာရအကုန်လုံးသူကယူတာ အဲ့ဒီပစ္စည်းတွေတည်ယူခြင်းတဲ့ပေါ့နော်ကျွန်တော်တို့အဲစစ်ကောင်စီကစစ်တပ်ကျွန်တော်တို့ဒီစစ်ကြောင်းထိုးတဲ့အချိန်မှာပေါ့နော်ဒီကျွန်တော်ဒီဘက်နေမြေတွေကိုရောက်တဲ့အချိန်မှာဘီဒူလူလူရဲ့ပစ္စည်းကိုယူခြင်းနဲ့အသက်အန္တရာယ်ကိုဘယ်လိုပေးတာတွေကြုံခဲ့ဘူးလဲအဲ့ဒါလည်းပတ်သက်ပြီးတော့တယောက်လောက်ပြောပြလို့ရတယ်အသက်အန္တရာယ်ကိုအဲပြည်သူလူလူကိုဖမ်းတာတို့ရှိတာတို့ပြီးလို့ရှိရင်ရိုက်တာနှက်တာတို့ဘာလို့အဲ့ဒါကိုမျက်မြင်ကိုတွေ့ရှိခဲ့တယ်လို့ရှိလားရှိခဲ့တယ် ကျွန်တော်တို့ကမျိုးတော်မရှိဘူးပြောဝင်ရတော့ရှိတယ်သူတို့စစ်ကြောင်းဒီရောက်နေကြာပြီလာတော့တယ်လို့တော့မရောက်ကြဘူးဆက်လာလို့အဲ့လိုမျိုးမတွေ့ခဲ့ထိတ်တဲ့အဲ့ဒါဆိုဒါဒါညီလေးကိုပြီးမှကျွန်တော်အဲ့ပိုင်းလေးကဟိုဖြစ်လာအဲ့တော့ညီလေးကိုထပ်ပြီးတော့မှ မေးကျင်တာကစစ်တပ်ကကျွန်တော်လက်စစ်တပ်ထဲမှာနေ့20နေခဲ့တော့စစ်တပ်ကတတူပိုင်လက်မခံဘူးဒီမှာဒီအယုဒ္ဓယကြီးကဘာကြောင့်ဘာကြောင့်စစ်တပ်ထဲကိုရောက်လာခဲ့လဲဆိုတာတစ်ချက်ပြပြပါ ဒီမှာ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 တစ်ချက်ချက်ကိုအနီးကလေးပြပေးခင်ဗျာဟိုမှာရုပ်တည်တယောက်ရှိတယ်မသူ तू ကခြေတော်တွေမှာအများကြီးမရှိဘူး तू ကတော့အများကြီးရှိတယ်ရှိတဲ့အခါကျတော့ဒီလောက်ထိတက်တူးတွေရှိတဲ့လူတယောက်ကိုအစစ်တက်က तू ကအစင်းမြောင်ထိုးထိုင်းရင်စစ်တက်ထဲမှာလက်မခံဘူးလीအဲ့ဒီအဲ့ဒီရဲ့ဟိုဟာရှိတယ်အဲကျွန်တော်တို့ အဲ့ဒါတို့ဥမာကျွန်တော်တို့ဒီဂေါ်လီထဲထတာတို့အများကြီးပေါ့နော်ကျွန်တော်တို့ဒီအာဆီယံထိုးထတာတို့အကြောင်းမျိုးမျိုးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီလေကောင်းရှိတာတို့ဘာလို့အဲ့လိုမျိုးဖင်ကုန်းချောင်းဆိုးတွေလည်းကျွန်တော်တို့တော့ဆိုလုတ်ခဲ့ရတာပေါ့နော်အဲ့တော့ဒီဟာတွေအကုန်လုံးကိုလက်မခံနိုင်ပါနဲ့ဒီရုပ်သေးကြီးကဘလို့ဆစ်တဲ့ရောက်လာပြောပြောပြပေးကျွန်တော်ကအပြင်မှာတတူထိုးတယ်အဲတတူထိုးတယ်ကျွန်တော်ကတတူမထိုးရရရင်ဆိုင်ုံသဆင်းတယ်อืมဆိုင်ုံကဆစ်တဲ့ဆိုင်ုံပဲဟုတ်အဲ့မှာတော့ပလတ်စတစ်ဆိုင်ုံ အဲ့ဆင်းကတော့ဆင်းရဆင်းဆင်းအောင်ညမကြတော့ပြန်လာတယ်7နိုင်တော့ကြီးအလာခေါ်အဲအကောမင်းစစ်မှုထမ်းပါတယ်တဲ့ဘာမှလည်းမသိရဘူးသူတို့ပြောတာဘာမှလည်းမသိရဘူးဘယ်မျိုးနေမှာကျွန်တော်ရကုန်တိုင်းမှော်ပြီးဦးတယ်မှော်ပြီးအော်မှော်ပြီးဟုတ်အင်းအဲ့အဲ့လိုနေရောအဲ့နော်ပေါ့ကျွန်တော်ကမခုံကြီးအိမ်ကလုတ်ပင်မှန်းလာတာပေါ့အဲ့လိုလုတ်ပင်မှန်းလာမခုံကြီးအိမ်ကအာလာလာတော့ဟိုရောက်90လောက်ရှိတယ်လာဖမ်းလာကျွန်တော် တော့ပြေးပါဆိုလို့ဝိုင်းပြီးတော့ဖမ်းမယ်ပေါ့ပြေးလို့ရှင်အဲ့လိုဖမ်းမယ်ယူလို့တာတော့မပြေးဘူးဘာကြောင့်လာဖမ်းတာလဲတော့စီမှုထမ်းရမယ်တဲ့ဟောအဲ့လိုလိုက်တာပေါ့လိုက်ပါတော့လိုက်ပါတော့အဲတင်းနှောင်းရောက်ရောက်နှောင်းရောက်ရောက်အမနေတော့3လ3လဒီနန်းပဲပဲစင်ဆက်နှစ်ပဲလားဟုတ်ကဲ့သူတို့အတူတူပဲပေါ့အတူတူပဲဆိုတော့တင်းနှောင်းကနေနောက်ပိုင်းအတွေ့အကြုံကတော့အတူတူပဲဒါပေမဲ့ကျွန်တော်တို့ဆက်စားခြင်းမှာတော့ တကယ်စစ်တပ်ထဲကိုသဘောဆန္ဒမရှိဘဲနဲ့ရောက်သွားကြရတယ်အတင်းအဓမ္မအဟုတ်တယ်အဲ့လိုပေါ့အစွဲခံရတယ်ပေါ့နော်အဲရတော့ဒါဒါဒီညီလေးရတယ်အတင်းအဓမ္မထဲမှာပါတယ်ဒါသူကလည်းကျွန်တော်နဲ့ဒါတယောက်ချင်းပြောပြီးွားပြီဆိုတဲ့အခါကျတော့ဖိုးပြောခြင်းဖိုးပြောခြင်းရှိတယ်ဒီမှာဘယ်လိုရောက်လာလဲမသိတော့စစ်တပ်ကိုဘယ်လောက်ထိမုံလဲပြောခွေးဆွဲခံရတာပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်ကတော့ရှင်းတယ်စောကြီးတွေကလည်းသူတို့တွေမနှိမ့်မြုပ်ဘူး သူတို့အာနာထိန်းတာတွေအာနာသိမ်းတာတွေကျွန်တော်မသိဘူးဒါပေမဲ့ဈာထဲမှာခံရတာကျွန်တော်ပြည်သူတွေဘလို့ရောက်မလဲဆိုတော့ပြောမဆိုရင်အကုန်လုံးကအခုဆိုရင်ကျွန်တော်တို့သူတို့လောက်ဘူးတဲ့အတွက်ကြောင့်မလို့ကိုနေရလည်းကိုမပြရဘူးမိဘတွေရှိတယ်အကုန်လုံးအိုးတကွဲအိမ်တကွဲနဲ့ဖြစ်ကြတယ်ဘာလို့လဲဆိုတော့ဒီစစ်ပွဲကိုကျွန်တော်တို့လူငယ်တွေမှမတိုက်ထုတ်ရင်နောင်လာမဲ့လူငယ်တွေခလေးတွေအဆင်မပြေနေဘူးအဲကြောင့်မလို့ဘာကြောင့်မဖြစ်ဖြစ်တိုက်ထုတ်ရမှာပဲသူတို့ပြောတယ်ဒီမချမ်းတပုံ KNU သူတပုံလို့ပြောတယ်ဒါပေမဲ့ မဟုတ်ပါဘူးသူတို့ပြောတယ်စစ်တဲမှာအမှောင်ချတဲ့တင်းကိုမင်းတို့တော့အတက်ပြစ်မယ်မင်းတို့အရှိမပဲသူတို့တရားရင်ဖြစ်နေပေးသေးခိုင်းမယ်ကျွန်တော်တို့ပါစားတွေကိုဘာကြောင့်လဲဆိုတော့ဒီပချောင်းပြေးလာရင်တပုံလက်ထက်ရောက်ရင်မင်းတို့လဲလိတတ်မယ်သူတို့တရင်မှောင်ချတယ်အကုန်လုံးကိုအကုန်လုံးဒီတိုင်းပဲပြောတယ်ဒါပေမဲ့ကြောက်တဲ့လူဒီမပြေးပြေးတယ်မပြေးဘူးထားအောင်ဒါပေမဲ့လွတ်လပ်မှုကတော့တိုက်ထုံမှရမှာလေလွတ်လပ်ရည်လိုချင်တော့ဒါပေမဲ့ကိုဒီထဲမှာပဲတည်တည်ဟိုဘက်မှာပဲတည်တည်ဘာကြောင့်မဖြစ်ဖြစ် ိုမန်နေဂျင်းနဲ့တော့ကြောက်မလို့ဆန္ဒလည်းမရှိဘူးအကြောင်းမလို့ကျွန်တော်ပြေးတယ်ဒါပေမဲ့ဒီဘက်ရောက်တော့သူတို့ပြောတာနဲ့တခြားစီပါတော့မျိုးထွေးစွာကြိုးစိုးတယ်အရာအလုံးကိုဂျုံကြည်မှုစွာလက်နက်ပေးကြင်နဲ့မင်းဆန္ဒရှိတာကိုဆန္ဒလည်းရောက်ကိုကြိုက်ရအောင်ရွေးချယ်ခွင့်ပေးတယ်နောက်တစ်ခုအစားအသောက်အနေထိုင်မျိုးထွေးမှုကစကိုဘက်မှာဆိုရင်တော့ကျွန်တော်တို့တဏီကုံစစ်ပွဲဆင်တယ်သွားတယ်မိုင်းနေနေပါနေနေပြန်လာကြတယ်ဆလောမုံဆိုပြီးတမင်းစားရတယ်မျိုးဒီခွဲကြနဲ့စားရတယ်ငပိနဲ့စားရတယ်အဲ့လိုမျိုးကဆက်တတ်ရဒီမှာကျတော့ မင်းတို့လှုပ်ချင်တာဘာလှုပ်ချင်လဲအရင်ဆုံးမေးတယ်ရွေးချယ်ခွင့်နေပေးတယ်စစ်တပ်မှာကြတော့ကျွန်တော်တို့စနလည်းမရှိဘူးအလိုလည်းမရဘူးဘာလို့လဲဆိုတော့ကိုမုံသေးချင်းမရှိဘဲနဲ့ဒီလိုလူတိုက်ပွဲဖြစ်နေတဲ့အကြောင်းမို့လို့ကျွန်တော်တို့မှာသူတို့လူပြစ်စရာလည်းအကြောင်းမရှိဘူးမပြောတယ်လေဘာကြောင့်လဲဆိုတော့အမှန်တရားအမှန်တရားပဲဘာလို့ဆိုတော့ကိုလေတဲ့တည်နေပါဆိုကျွန်တော်နိုင်ငံရေးစိတ်ဝင်စားဘူးနော်နိုင်ငံရေးစိတ်ဝင်စားအောင်ဒါမှမကျော်ပြည်သူတွေရဲ့ပြည်သူပဲဘာလို့ဆိုတော့ပြည်သူပြည်သူချင်းတတ်နေတဲ့အကြောင်းမို့လို့ကျွန်တော်ဒီဟာကြီးလို့မလိုလားဘူးဘာလို့ဆိုတော့ဒီဟာကိုအမြင့်ဖြတ်သွားမှာပဲအကုန်လုံးချုပ်ငိမ့်မှာ အကြောင်းမလို့ကျွန်တော်တို့ဒီပချမ်းရောက်လာတယ်လွတ်လပ်စွာလက်နက်ကင်နဲ့ယုံကြည်မှုပေးတယ်ဘာလို့ချင်နေမေးတယ်အကြောင်းမလို့ကျွန်တော်တိုက်နေမှာပဲជីတူတရားជីတူတရားနေနဲ့ကောင်းတော့ပချမ်းကိုအမြင်ရိုးချဲ့လိုက်တာဒါပါဟုတ်အဲ့တော့တိုက်နေမှာပဲကျွန်တော်အဲ့တော့ဟိုပါပေါ့ဒါသူပြောရတဲ့အထဲမှာကတော့တကယ်ကောင်းတဲ့အချက်ကိုကျွန်တော်တို့တကယ်သူပြောတဲ့ဟာကိုအနှိမ့်ချုပ်ထုတ်ရမယ်ဆိုရင်တော်လိုင်းတက်ဖွဲ့ကအဲငါပါဖြစ်ရှင်လဲလို့ဆိုတာတဲ့မင်းပါဖြစ်ရှင်လဲလို့အရင်ဆုံးမေးတာဟုတ်ဟာမင်းပါဖြစ်ရှင်လဲ မင်းပါလို့ရှင်လဲအမင်းရဲ့ဆန္ဒကငါတို့နဲ့အတူတူလက်တွဲကျင်လာလက်နဲ့ကင်ကျင်လာဒါမှမဟုတ်လို့ရှင်တခြားတနေရာထိုင်းနိုင်ငံမှာသွားပြီးတော့မှအေးစီသွန်းနေကျင်လာဆိုတော့ဒါပြည်သူရဲ့ဆန္ဒပေါ့နော်ကျွန်တော်တို့တကယ်ပြည်သူအခြေပြုလူလူအခြေပြုတယ်ဆိုတာကကျွန်တော်တော်လန်အေးရဲ့တကယ်အဓိကတော့ချက်ဖြစ်တယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ဒါပေမဲ့ဒီမှာနောက်တစ်ယောက်ကိုကျွန်တော်မေးမဲ့မေးခွန်းကဒါလားတော်တော်ဟွာဖြစ်တယ်သူဆောင်းနာပြောတယ်စီရဲမွေညိုတက်တူဆိုတာဟုတ်လားဟုတ် အဲ့ဘယ်လိုစစ်တဲ့လဲရောက်အောင်ပြောပြောစစ်တဲ့တဲ့ဟိုတလူဆိုးတဲ့လူတွေမဝင်အောင်ဆိုလို့မျက်နှာကောက်ထိုးဘယ်ဘယ်နေရာထိုးနည်းနည်းနည်းပြောဒီမှာအဲအဲ့ဒါကဒီပြည်သူစစ်မှုရန်လို့ခေါ်မထိုးတာအဲအရင်တော့မထိုးမထိုးခဲ့ဘူးဟုတ်อืมပြည်သူစစ်မှုရန်ကိုငါဟိုဟာထဲမှာပါမာဆိုးလို့ဆိုပြီးတော့မှ ပါမဆုလို့ဆိုပြီးတော့အသားနာအသားနာခံလဲဒါပေမဲ့စိတ်နာရတဲ့ဘောရောက်သွားတယ်ဘလို့စိတ်နာရတဲ့ဘောရောက်သွားတယ်အတချက်ပြပြဘလို့စိတ်နာရလဲဆိုတော့တရုစာတော်ကအမေရလဲဆဲတာဗောမျက်နှာပြတ်သွားတော့အဲဆဲဆိုပြီးတော့ဘာဖြစ်လို့တတဲဝင်ရမှာကြောင့်ဒီမျက်နှာတတူဆိုလဲမပြတ်ပါဘူးအာနဲ့အဲ့လိုလဲပြောလဲပြောညာလဲပြီးလဲပြီးလဲပြီးတော့နမ်းပါဆွဲကဘယ်ဘယ်မျိုးမှာရန်ကုန်ရန်ကုန်မှာပဲလက်ကူလက်ကူ လဲကူဆိုတာကျွန်တော်တို့ဟိုဒီဟိုဘကိုးလိုလဲကူဟုတ်လဲကူတော့တကယ်တော့တက်မတစ်တစ်အဲပဲချမ်းလာဒါမှမဟုတ်ဒီဘက်ကဟိုဇေယကွင်းဇေယကွင်းဇေယကွင်းအဲဇေယကွင်းတော့အထက်ထဲဝင်လို့ရှိရင်ဗာလဲကျွန်တော်တို့အင်းနိုင်အဲလမ်းလုံးနေရှိပါတယ်အဲ့အဲ့အဲ့ဒီပဲချမ်းလာဘယ်ဘက်ကိုပြောတာလဲစာတလင်းဘက်ပေါ့အင်းစာတလင်းဘက်စာဘူးတောင်းတို့ဘာတို့အဲ့ပဲချမ်းလာမဟုတ်ဟုတ်အင်းသူရွာသားကြီးတို့ဘာတို့လေ အော်ဟိုပကိုးဘက်ကိုတက်သွားတယ်ပဲဟုတ်အော်ဟုတ်အဲ့ဒါလုတ်ကပြန်လာတော့ဆွဲဘယ်နှစ်နာရီလောက်ပြန်လာ9နာရီလောက်တော့ရှိပြီ9နာရီလောက်ရှိတာဟောမျိုးထဲမှာပြန်လုတ်လာအဲ့ဒါသူတို့ကဂေတကားပိတ်ပြီတဲ့ဂေတကားအရင်တော့ဆိုလို့ရှိရင်10နာရီလောက်မှာပိတ်ဟမ်အဲ့တော့အဲ့လိုပြောတာအဲ့လိုပြောတော့ကျွန်တော်လည်းနည်းနည်းအဲ့တော့အတောက်သားလေးရကြီးကလန်ကဆန်ပေါ့ဟမ်ကျွန်တော်ကောင်းရောင်းကောင်းဝယ်လုပ်စားတာလို့တကူးကြိုးမဟုတ်ဘူးပြောတာဥက္ကဋ္ဌကြီးက အော်ဒါတွေကျွန်တော်ဘာဖြစ်လဲညာဖြစ်နေတယ်ကျွန်တော်လည်းပီကက်ကတ်တော့ပီကက်လို့တော့ကျွန်တော်ဒူးဒူးတော့လိုက်လိုက်ဝါလိုက်လဲခွေးတော့မဝင်ငင်မားကိုပတ်စားတဲ့မသွင်းငင်မားကိုရိုက်ခံရတယ်အဲအဲ့ညာဘက်음အဲ့တော့သူရဲသူရောအင်းကအမေတို့ကဘာပြီးရှိလို့လဲဘာညာမေးတာမေးတဲ့ဟာကိုသူတို့ကဒီလိုဒီကြောင်းမဲ့ဘာညာလဲမနေ့လဲမိုးလဲမိုးရောဘင်းတော်တန့်ဖို့တန့်ဖို့လဲဘင်းတော်ပါဘင်းတော်လဲရောက်လဲရောက်ရောအဲ့ဒါနေလိုက်ရတယ်တော်တော် ပြီးတော့မှဂျူဂျူတင်တဲ့အကြောင်းပို့ပတ်နေဆက်နှစ်ပဲဟုတ်ကဲ့ဟုတ်သူတို့နဲ့ဂျူဂျူပဲဖြစ်စင်ရတော့နောက်ပိုင်းဖြစ်စင်ရတော့သူတို့ပြောကြံငယ်သေးတယ်ပြောမယ်ဒီမှာသူတဲမုံဝင်လေစစ်တဲမုံဝင်မှမရိုက်တာစစ်တဲမုံဝင်မကျင်ရိုက်တာတော့ပေါ်နေတယ်သူကမေးရဝင်မလားမဝင်လားအဲစစ်တဲမုံလားထောင်မဝင်ဆိုရင်ဂျိုက်စစ်တဲမုံလို့ရှိရင်ထောင်နေတယ်မှာအဲထောင်နေပြီးမတယ်ဘူးထောင်နေဝင်မယ်ဆိုလေဂျိုက်တယ်ဟာစစ်တဲဝင်ထောင်နေဝင်မယ်ဆိုလေဂျိုက်တယ် ကဲစစ်ထဲဝင်မယ်ဆိုမှမရိုက်ဘူး။ထွက်ထဲဝင်မယ်ဆိုရိုက်ရွေးတီဒီဘော့တဘော့ပဲပေးတာထွက်ထွက်မလားမထွက်ဘူးဆိုလည်းရိုက်မယ်ထွက်မယ်ဆိုလည်းရိုက်မယ်ဟုတ်တာတွေအားစားပေါ့မဟုတ်တော့အခွင့်တာဆိုရင်ဒီကောင်လေးတဲ့တူတူပဲဒီအသားတွေကတော့ဒီကွေးတတော်မှလည်းတူတူပဲမဟုတ်တော့ပေါင်းစားနေကြတယ်လေလူငယ်တွေကိုဟုတ်မဟုတ်ကျွန်တော်ထောင်ထဲဝင်မယ်လို့ပြောနေတယ်ရိုက်တာထွက်ပေါ်ထဲပြီးတော့အဲ့ဒါကကျွန်တော်တို့ခုဖြတ်မိမယ်ပေါ့နော်အဲ့ဒါကစစ်တထဲကောင်နေလားစစ်တလောက်ကောင်နေလေဦးသားလေးလေးသူသောသီးလေး ပြူစောထီးတွေဘယ်ကပြူစောထီးတွေလဲကိုကိုဆိုလို့ရှိရင်ဘယ်ကဘယ်ကပြူစောထီးရိုက်ခံခဲ့ရရန်ကုန်လေရန်ကုန်ကျောင်းဆိုရင်ရန်ကုန်မြို့နယ်ပေါ့တောင်ကုန်စိတ်ကတောင်ကုန်လေကူလေကူလေကူပဲလေကူမှာလေဘလို့ဘလို့ဖြစ်နေတဲ့စစ်တပ်တွေရောက်လာတယ်အဲ့လူကပြန်ဆွဲခံဟုတ်လားဟုတ်ခနာဆိုပြီးတော့သူခေါ်တဲ့ခနာဆိုပြီးစစ်ကြောရောက်တာဟွန်းအဲ့အနေပြီးတော့တင်းနှောင်းပို့ဒူးယူတင်းနှောင်းပို့ပတ်စင်ကတော့ဒူးယူပဲပေါ့နော်ဟုတ် ဒါလေချစ်လာလို့ပြားဆိုချစ်လာလို့ဘယ်လိုရောက်လာတော့အဲကျွန်တော်ကတော့ဒီမဲနဲ့ညာဘလိုဘလိုမဲနိုင်နေနဲ့ဥကြီးကအဲ့လိုအိမ်ခန့်ခန့်လာတာအိမ်လာလာပြီးတော့ကျွန်တော်မဲနိုင်ပုံစံပြောတယ်မဲနိုင်တစ်ခေါက်နိုင်လည်းမပေါ့ဘူးနှစ်ခေါက်နိုင်လည်းမပေါ့ဘူးနောက်ကျတော့ဥကြီးနဲ့ညှိတာပေါ့ဒီခေါက်မဲပေါ့မဲနိုင်တဲ့ခါရရင်လို့ကျွန်တော်ရဲတဲ့ဝင်မဲလို့ စတဲ့တော့မပြောနဲ့လို့အစင်တိုက်ချင်တယ်ဟုတ်ကဲ့အားနဲ့အားသူကြီးပြီးမယ်တဲ့ဒီနေ့မှကြီးတယ်အားကြီးတော့ဆိုတော့နောက်တရက်တော့ကြာတော့သူကပတ်စံပေးခဲ့ရသေးလားပတ်စံပေးခဲ့ရဘူးအင်းပေးရအားနဲ့မင်းနဲ့ရဲဆိုရင်နဲ့6မိနစ်နေရပါဟိုလက်60တိနေရပါတဲ့ဒီဒီလိုစုံလဲတက်မြက်ပဲတဲ့ဒီရရင်နဲ့မင်းကျွန်တော်လည်းမပဲနေရပါတယ်ပြောမပါဘူးအင်းကတော့မတော်ပါဘူးအာအမေနဲ့တိုင်ပြနိုင်အောင်မယ်ဆိုတော့ကျွန်တော်အိမ်ပြန်သွားအိမ်ပြန်သွားတော့အာအမေကငွေနဲ့တဲ့အချိန်မှာ ကျွန်တော်ပို့ you phone လာစတာအမေကပြောတယ်လို့ရဲတယ်လဲမွန်းတယ်မဲပေါက်မှပဲဝင်လို့ပြောတယ်လို့အဲ့တော့အဲ့မဲပေါက်မဲရောအီထိုင်လိုက်အောင်နဲ့ဦးနှာခေါင်းအထိုင်တာနှာခေါင်းလုံးပေါက်တယ်နောက်တစ်ခါကျတော့ကျွန်တော်ကြောက်လာညီကလည်းကြောက်ကျွန်တော်လည်းကြောက်သွားနိုင်တော့ပေါက်တော့ရအောင်ငါတော့စဉ်းတိုက်ရဘူးအဲ့နဲ့အုတ်ကြီးကညောင်းညှိပြီးသွားရင်ကျွန်တော်အိမ်ပြန်လာတာအိမ်ပြန်လာတော့အုတ်ကြီးကကျွန်တော်တို့မဲနိုင်မှပဲစကားထပ်ပြောတော့မဲလို့အခုလိုပြောတော့ဘူးဆိုတော့အဲ့နဲ့အဲ့မှာနေနေစမှာသူရောလုံးဝပြောပြတာ တော့ဒီရောက်ချလာပြီးတော့အားနဲ့မင်းအဲ့လိုလိုလုပ်လို့မရဘူးတဲ့ဒီကြီးနဲ့စကားပြောပြီးသွားပြီတဲ့နှစ်နှစ်ပဲမထမ်းဆောင်ပါနဲ့ဘုမဆန်းဆောင်ကလည်းနောက်လည်းတန်းဆောင်ပါနဲ့တဲ့အားရဘယ်လိုလုပ်မှလဲဆိုတော့အားနဲ့အားဆိုတော့ကျွန်တော်ဝင်လိုက်မယ်လို့နှစ်နှစ်ပဲဆိုနှစ်နှစ်ပဲဝင်လိုက်မယ်အပြီးရောတဲ့အားဆိုတော့ချင်းချင်းကျွန်တော်ကိုရုံးရုံးခေါ်တာအားနဲ့ရုံးရုံးမှာပဲနေရမယ်ဘယ်တော့မှသွားဘူးတဲ့ရုံးရုံးမှာပဲနေရမယ်တဲ့ထွက်ပြေးမှဆိုသူကကျွန်တော်မပြေးဘူးဘာမှမဖြစ်ဘူးလို့ဒါမဲ့အမင်းဟာဘောနော် ထပြင်းထွေးမှဆိုတော့အနောက်လို့ရတော့ကျွန်တော်ရောင်းကနှိမ့်ရပဲထားပြီးတော့စစ်ကြောယူပို့စစ်ကြောယူပို့တော့တွေ့ကြတော့ဘောကငငချင်းနေနေနိုင်ဆနစ်ပဲစင်ဆနစ်ပဲဆနစ်ပဲဆိုတော့ခဏလေးစကားဖြတ်လို့ဆောနာပြောတဲ့အထဲမှာဘာလေးပါသွားလဲဆိုတော့ဟိုချစ်တဲ့မဝင်ညင်ဦးတဲ့ဘာသာစင်တိုက်ရယ်လို့ပြောရအခုကြတော့စစ်တိုက်ဖို့ဘာကြောင့်ရွေးချယ်ကျွန်တော်ဆိုလိုချင်တာက ်ပထမကစစ်တဲစစ်တဲဘက်ကနေစင်တိုင်ရဲဦးလို့ပြောတာပေါ့နော်အခုတော်လိုင်းဘက်ရောက်တော့အခုဒီမှာတနက်ကင်ပြီးတော့မှဘာကြောင့်စစ်တဲကိုပြန်တိုက်ဖို့အာရွေးချယ်ကလေးဆိုတဲ့ဟာပေါ့နော်အဲခုနကကျွန်တော်ပြောရပါတော့เนาะကျွန်တော်စင်မတိုက်ရဲဦးဆိုတော့ပြောတာပေါ့နော်အဲ့ဒါကျွန်တော်ဒါဒီအာနာရှင်ဘက်မှနေခဲ့ချင်းပြောတာပေါ့အခုအမဒီအာနာရှင်မှာဒီပါစာနဲ့ပါစာနဲ့ပြည်သူ့စစ်မှုထမ်းနဲ့ကျွန်တော်ပါသွားတော့ကျွန်တော်ရှေ့တန်းရောက်တယ်ရှေ့တန်းရောက်တော့သူတို့တွေပေါ့နော်ဒီ ို့ရဲဘော်ရဲဘက်ချင်းတော့မှာဒီဘုသူလူစိတ်မရှိဘူးကျင်တဲ့လူဆိုတော့ပြောမနေနဲ့ဗောနော်အဲ့နဲ့အဲ့မှာကျွန်တော်တို့ခုလောဆယ်တော့ဒီဘက်ရောက်ပြေးတာတယ်ဒီဘက်ပြေးလာတဲ့ခါကျတော့ဟိုဘက်နဲ့ဒီဘက်နဲ့စစ်တိုက်ရတာချင်းနဲ့မတူဘူးဒါကြောင့်ဒီဘက်ဒီဘက်ကတက်ကဒီတော်လိုင်းဘက်ကတိုက်ရတာကျတော့ဒီဗောနော်ဒီအနာရှင်ဖြုတ်ကြရေးတစ်ခုထဲနဲ့ပဲတိုက်တာကျန်တာဘာပြည်သူတွေဒုက္ခလည်းမရောက်ဘူးဗောနော်ဒီနှိမ့်ဆက်တာရင်ဘာဘာမှမရှိဘူးအဲအခုအခုဒီနေ့ကျွန်တော်ပြန်ကင်ရဲတယ်ကျွန်တော်ပြန်တိုက်ရဲတယ်ဆိုတာအမှန်တရားပဲရောက်လာတဲ့အတွက်ကျွန်တော်ခုပြန်တိုက်ရဲတယ် လက်နဲ့ကင်ရဲတယ်ဒီကောင်လေးစွစွတော့လည်းကျွန်တော်မကြောက်တော့ဘူးတက်ရမဒီမှာကျပျော်ရှင်နဲ့တိုက်ရတယ်ပျော်ရှင်နဲ့တိုက်ရတယ်ဒီဖီစီမှုလည်းမရှိဖီစီမှုလည်းမရှိပျော်ရှင်တိုက်ရဟိုမှာကျတော့ဘလူးကြောက်တိုက်ဘလူးတိုက်ရမှာမသိဘူးအားနေပြစ်နေရပဲရှိတယ်သူပြောကြတာကတော့ဒါကျွန်တော်တို့စစ်တိုက်ဘာကြောင့်တိုက်ရတယ်ဆိုတော့ရည်ရွယ်ချက်ကိုတိတဲ့အတွက်တွန်လိုင်းဘက်မှာဒါဟိုလက်နဲ့ကင်တာပေါ့နော်စစ်တပ်ထဲမှာတော့ကတော့ဘာကြောင့်တိုက်ရလဲဆိုတော့ရည်ရွယ်ချက်ကိုလည်းမသိဘူးလူလူလူမျိုးကြီးအတွက်တိုက်နေရလားဆိုရင်မဟုတ်ဘူးကျွန်တော်အာနာရှင်တစုအတွက် အတေခံပြီးတော့မှတိုက်နေရတဲ့ဘဝမျိုးကိုရင်ဆိုင်ရတဲ့ချိန်မှာဒါသူတို့ဆုံးခွာလာတာပေါ့နော်။သူကတော့မမေးတော့သူကတော့အကောင်းအောင်ပျော်ထားပြီးသားဆိုတော့ဒါကျွန်တော်ပါသာ၈ရောက်ရဲ့မေးခြင်းကိုတော့ကျွန်တော်ဒီမှာပဲဒီကုန်းချိုးလိုက်မယ်ပေါ့နော်။အဲ့တော့အဲအများကြီးလည်းသူတို့ပြောခဲ့တဲ့နေရာမှာတော့ဘက်ဆုံတောင်းဆုံကနေပြီးတော့မှကျွန်တော်တို့ဟိုအမျိုးမျိုးရောက်ရှိလာပေမဲ့လေအဲစစ်တပ်ကိုတကယ်ချစ်လာဆိုတော့မချစ်ခဲ့တဲ့စစ်တပ်ကိုမချစ်တဲ့ပြည်သူတွေ သူတို့တွေမကနောက်မှာဘယ်လောက်ထိရှိသေးလဲဆိုတာဒါတော်လိုင်းတက်ဖွဲ့တွေမှန်းကြည့်မယ်ဆိုလို့ရှိရင်တကယ်ရနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထောက်ခံတဲ့ပြည်သူလူထုကအများကြီးကြံသေးတယ်အဲ့ဒီတွေသူတို့ရဲ့ငကားပြောခြင်းတွေကိုကျွန်တော်တို့ကြည့်ပြီးသွားတော့မှကျွန်တော်တို့ထောက်ခံနေတဲ့ပြည်သူအများကြီးရှိသေးတဲ့အတွက်ကျွန်တော်တို့အဲ့ဒီထောက်ခံမှုနဲ့အတူကျွန်တော်တို့ခြေကို ဆက်သွားကြပါမယ်ဆိုတော့ပြောကြရင်လည်းကျွန်တော်ရဲ့တွဲဆုံရင်ကိုဒီကုန်းချုပ်ပါရဗျအားလုံးပဲကြည့်ကြည့်ပါတယ်ဒီလိုပြောတဲ့အခါတွေကိုမယုံပါနဲ့ဘာလို့လဲဆိုတော့ဒီဘချောင်းကိုသူတို့တတ်မှတ်ထားတဲ့ဒီဘချောင်းကတော်လန်ဟေးကိုတပုံလုံးတတ်မှတ်ထားတယ်တက်ပြင်မယ်ကြီးဒါပေမဲ့အစကားတွေကအမားတွေပဲသတင်းမှောင်ချတာပဲဘာလို့လဲဆိုတော့ဒီဘက် ရောက်လာခဲ့ရင်မျိုးတွေ့သွားကြည့်လို့တဲ့မိမိလောက်ပိုင်ဝင်ရှိတာကိုအပေါ်လုံးသိတယ် ထိုင်းသွားကြတာထိုင်းပို့ပေးမယ်အဲအဲ့လိုမျိုးပေါ့အလုံးလုံးချင်လားလက်လက်ကိုင်းချင်လားလွတ်လပ်ရေးကိုကိုလွတ်လပ်စွာရွေးချယ်ခွင့်အများကြီးရှိတယ်အခုကျွန်တော်တို့ဟိုမှာမြင်တဲ့လူတွေမိပါတယ်အကုန်လုံးပေါ့ကိုသားသမီးတွေပဲဖြစ်ဖြစ်ပါစာဝင်လာတဲ့လူပဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့ကြီးလို့ရတယ်စစ်တပ်လက်အောက်ကလွတ်သွားရင်အရာအလုံးကကိုလက်ကမ်းကြုံမဲ့လူတွေကြီးပဲပြည်သူတွေအကုန်လုံးကဒီစစ်ခွေးအောက်မှာရှိနေသေးရတော့ခမောက်လုံးမြောက်အောင်မဟုတ်ဘူးဘာလို့တော့ အချိန်ကြံပေးရလိမ့်မယ်။မဟုတ်လို့လည်းတော့ဒီဘက်ဥမာတော့တနင်္လာရီတိုင်းဘက်ပဲရောက်ရောက်ဘယ်ဘက်ပဲရောက်ရောက်ပေါ့ပြေးတာပြေးပါမကြောက်နဲ့။မဟုတ်လို့လည်းတော့သူတို့တရင်အမောင်ချလာတဲ့လေလီးပြီးတက်မှာတို့ဘလူမျိုးတက်မှာတို့ဆိုတာအဖိုးတွေပြောတာတကယ်တော့လက်ဖြားနဲ့တော့မထီဘူး။ရောက်လာတဲ့နေပြည်တော်ကကျိုးကျိုးတယ်။မဟုတ်တော့ပြေးလာခဲ့မကြောက်နဲ့။မပြေးဘဲနဲ့ကြောက်နေရင်သူတို့တို့သတိုင်းဖြစ်ပြီးတော့ခဏလို့ပြေးသွားလိမ့်မယ်။အခုလက်ရှိပြောနေတဲ့လူတွေအကုန်လုံးကလည်းဒါတော့ပတ်စံစနစ်အတူတူပဲ။မဟုတ်လို့လည်းတော့ ်အကြောက်တရားတွေနဲ့ကြီးလာတဲ့လူတွေကြီးပဲဒါပေမဲ့တယောက်တော့လူတို့ဆိုအကျိုးလေးပဲဘာလို့လဲဆိုတော့အခုဒီဘချမ်းကိုရောက်လာတဲ့လူတွေအကုန်လုံးကလူမြောက်နေနေဖြစ်သွားပြီကိုမန်ကိုတိုက်ခိုက်ခြင်းမရှိသေးမတိုက်ခိုက်ခြင်းမရှိသေးဘူးကျွန်တော်ကဆက်ပြီးတော့တိုက်ခိုက်နေမှာပဲဒါဆိုတော့နောက်လူတွေကောင်းသားစေခြင်းနဲ့ပေးခြင်းတာကတော့အခုကျွန်တော်ပေးခြင်းနဲ့မဆက်ရတော့စစ်တပ်ထဲကိုရောက်လာခဲ့လို့ဘလို့အကြောင်းမျိုးနဲ့ပဲရောက်လာရောက်လာရောက်လာရင်လူလန်းရှိရင်ပြေးပါ တပုံးလက်ထက်ရောက်လို့သူတို့တတ်မှတ်တဲ့တပုံးလက်ထက်ရောက်လို့မပေးပါဘူးကြီးလာလို့ရတယ်အကုန်လုံးကျိုးစိုးနေတာဒီပချာအဲ့ဒီလူတွေပဲမျောလင့်နေတာအကြောက်မလို့ကြီးလာပြတ်မကြောက်နဲ့ဘာလို့ကြောက်ပြီးတော့နေခင်ဗျားတို့သိရလိမ့်မယ်ဒါပဲကျွန်တော်တို့ပြောချင်တယ်ကျွန်တော်ကရှင်းတယ်ဒီပချာလာရင်လွတ်လပ်စွာနေရမယ်အေးချမ်းမယ်လုံးပိုင်ဝင်ရှိမယ်ဘာလို့တော့ကျွန်တော်ကတော့အကုန်လုံးကျိုးစိုးရယ်ကျွန်တော်တို့လိုပဲအေးချမ်းနေနေတယ်ဘာလို့တော့အခုလိုမျိုးတိုက်ပွဲတွေကြမှာတော့ကိုယ့်ရဲ့ဒီပြည်သူတွေမတည်ဆုံးစေချင်ဘာလို့ တော့ပြောချင်တာတော့အဲ့ဒါပဲကျေးဇူးတင်ပါတယ်